သမီးတို့အားလုံးမင်္ဂလာပါတချဲနမေကတော့ဒီချဲဆုမွန်ပါဒီချဲကဒီနေ့တားတို့သမီးတို့ကို grade 1ကလူမှုရေးပါတာရဲ့ကလေးကိုသင်ပေးမှာပါ အခုဒီချဲကအခန်း1မောင်မောင်နဲ့တငယ်ချင်းများဆိုတဲ့အကြောင်းဒီချဲကပထမဦးဆုံးသင်ပေးမှာ ားတော်သမီးတို့လိုပဲမောင်မောင်ဆိုတဲ့ကလေးလေးတယောက်ရှိတယ်။သူ့ရဲ့ပြကြလို့ရှိရင်သူ့မှာနောက်ထပ်တငယ်ချင်းနှစ်ယောက်ရှိသေးတယ်။ ။မောင်မောင်ရဲ့သူတငယ်ချင်းနှစ်ယောက်ရဲ့အကြောင်းဒီချက်ကဒီနေ့ဒါတို့သမီးတို့ကိုပြောပြပေးမှာပါ။အရင်ဆုံးဒီချက်ကမောင်မောင်ကြောင့်လေးကိုအရင်ဆုံးပြောမယ်နော်။မောင်မောင်ကလည်းဒါတို့သမီးတို့လိုပဲစားချင်တဲ့ဟာတွေရှိတယ်၊ဖြစ်ချင်တဲ့ဟာတွေရှိတယ်၊သွားချင်တဲ့နေရာတွေရှိတယ်။ဒီချက်နဲ့အတူတူမောင်မောင်ကဘယ်နေရာတွေသွားချင်လဲ၊ဘာတွေစားချင်လဲ၊ဘာတွေလုပ်ချင်လဲဒါသူကြီးလာတဲ့ခါကျရင်ဘာတွေဖြစ်ချင်လဲဆိုတာကိုကြည့်ကြမယ်နော်။ မမောင်အကြိုက်ဆုံးအစားအစာကိုကြည့်ကြည့်ပါဦးမမောင်အကြိုက်ဆုံးအစားအစာကဘာလေးဖြစ်မလဲကြည့်ကြည့်လိုက်အောင်မမောင်အကြိုက်ဆုံးအစားအစာကတကြားလုံးဟုတ်တယ်မမောင်ကခြုံတဲ့အစားအစာလေးကြိုက်တယ်မမောင်အကြိုက်ဆုံးအစားအစာကတကြားလုံးဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ကြည့်မယ်မမောင်အကြိုက်ဆုံးကစားနီးမမောင်အကြိုက်ဆုံးကစားနီးကဘာလေးဖြစ်မလဲထင်လဲမမောင်အကြိုက်ဆုံးကစားနီးက ယောက်ျားလေးတွေတော်တော်များများကြိုက်ကြတယ်ဘောလုံးကန်နာဟုတ်တယ်သူကသူ့ရဲ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နာတဲ့ကစားနည်းကိုသူကအကြိုက်ဆုံးတဲ့ကဲဒါဆိုလို့ရှိရင်မောင်မောင်ကသွားလေချင်တဲ့နေရာဘယ်နေရာလေးဖြစ်မလဲပန်းချံလေးဖြစ်မလားကစားကွင်းဖြစ်မလားဒါမှမဟုတ်လို့ရှိရင်ကမ်းခြေဖြစ်မလားကြည့်ကြည့်ရအောင်ကဲမောင်မောင်ကသွားလေချင်တဲ့နေရာသူ့ အကြိုက်ဆုံးနေရာကတော့ကန်းချေပါသူကကန်းချေသွားတော့ရေကူးရတာကြိုက်တာဖြစ်မယ်နော်တဲလေးနဲ့ဆော့ရတာကြိုက်တာဖြစ်မယ်ဒါမှမဟုတ်သူကဘလုံးကန်နာကိုကြိုက်တဲ့အတွက်တဲတောင်ပြင်ပေါ်မှာသူကဘလုံးကန်နာကိုကြိုက်တာလည်းဖြစ်နိုင်တယ်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ကြည့်မယ်မမောင်ကကြီးလာလို့ရှိရင်သူ့ရဲ့စိတ်ကူးရင်အိမ်မှာ ။ "तू อ่ะကြီးလာလို့ရှင်ရင်စိတ်ကူးထဲမှာဆိုရင်ဘာမှမဆိုဖြစ်နိုင်နဲ့လေ။ဟုတ်တယ်မလား။အဲ့ခါကျတော့သူ့ရဲ့စိတ်ကူးရင်အိမ်မက်ကဘာလေးဖြစ်မလဲဆိုတော့ "तू อ่ะသူ့ရဲ့စိတ်ကူးရင်အိမ်မက်ကသူ့ရဲ့ကောင်းဖြစ်ချင်တာ"တဲ့။ "तू อ่ะလူရန်သူတွေကိုချမယ်။အဲပြကြလို့ရှင်ရင် ဟိုရုပ်ရှင်တွေတည်းရလို့မျိုး သူကြည့်နေတဲ့ကာတွန်းကားတွေရလို့မျိုး သူရဲကောင်းကြီးသူကလှုပ်ပြီးတော့ကဲတင်ချင်တာတဲ့ကဲသူ့ရဲ့ရီမန်းချက်ရီမန်းချက်ဆိုတာကတော့အပြင်လက်တွေ့ဘဝမှာပါလှုပ်လို့ရတဲ့အကြောင်းအရာအဲ့ဒီဟာမျိုးကြတော့သူကဘာလေးလှုပ်ချင်တယ်လို့ထင်လဲမောင်မောင်ကခုနပြောတဲ့အတိုင်းပဲသူ့ရဲ့ဝါသနာသူ့ရဲ့အကြိုက်ဆုံးကစားနည်းကဘောလုံးကန်တာဖြစ်တဲ့အတွက်သူ့ ကြီးလာလို့ရှိရင်ဖြစ်ချင်တဲ့ရီမန်းချက်ကလေးကလည်းအားကစားမှထူးချွန်တဲ့သူ သူကစူရတဲ့အထိထူးချွန်တဲ့သူအားကစားမှဟိုဟာထူးချွန်တဲ့သူအထူးသဖြင့်ဘောလုံးပေါ့သူကြီးလာရင်ဘောလုံးသမားတယောက်ဖြစ်ချင်တာတဲ့ဒီချင်တဲ့သူတို့မမောင်ရဲ့ဖြစ်ချင်တာလေးမမောင်ရီမန်းချက်တွေမမောင်အကြိုက်ဆုံးစားစာလေးတွေကိုနောက်တစ်ခါတော့ပြန်ကြည့်ကြမယ်နော်။ကဲမမောင်အကြိုက်ဆုံးစားစာလေးကိုကြည့်ပါဦး။ မမောက်ကြိုက်ဆုံးစားစာလေးရတကြားလုံးမမောက်သွားချင်တဲ့နေရာလေးရတော့ကန်းချေပါကဲမမောက်က သူ ਆ ကြီးလာလို့ရှိရင်ဖြစ်ချင်တာကတော့သူရဲကောင်းဖြစ်ချင်တာမမောက်ရဲ့ရီမန်းချက်ကတော့ဘောလုံးသမားလေးပါမမောက်ကြိုက်ဆုံးကစားနေရတော့ဘောလုံးကန်တာပါကဲတားတို့သမီးတို့လိုပဲမမောက်မှလည်းရီမန်းချက်တည်း ဒါပြီးတော့သူဖြစ်ချင်တာတွေအကုန်လုံးရှိတယ်။ဒါတို့သမီးတို့မှတ်ထားနော်။ဒီချက်ကနောက်သင်ခန်းစာကြလို့ရှိရင်မောင်မောင်ရဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့အကြောင်းကိုထပ်ပြီးတော့ပြောပြမယ်နော်။ ဒါလို့သမီးတို့ရေဒီချက်က အခုမမောင်ရဲ့တငယ်ချင်းလေးနောက်တစ်ယောက်ဖြစ်တဲ့ဝဝရဲ့ကြောင်းလေးကိုပြောပြမှာပါ။ကဲဝဝဆိုတဲ့ကောင်မလေးကိုလည်းကြည့်ကြည့်ပါအောင်။ဝဝမှာလည်းမောင်မောင်လိုပဲစားချင်တာလေးရှိရဲ့။အကြိုက်ဆုံးကစားနည်းတွေရှိတယ်။သွားချင်တဲ့နေရာတွေရှိတယ်။ကြီးလာရင်ဖြစ်ချင်တဲ့ရီမန်းချက်တွေလည်းရှိတယ်။ဒီချက်နဲ့တူတူကြည့်ကြမယ်နော်ဝဝကြောင်းလေးကိုလည်း။ ။ဘောဝအကြိုက်ဆုံးစားစာလေးကိုကြည့်ကြည့်ပါဦး။ဘောဝအကြိုက်ဆုံးစားစာလေးကတားလို့သမီးတို့တော်တော်များများကြိုက်ကြတဲ့ ice cream ရေခဲမုတ်လေးပါ။ အော်ဒီကြလို့ရှိရင်ဝဝအကြိုက်ဆုံးကစားနည်းလေးကိုကြည့်ပါဦးဝဝကမိန်ကလေးဆိုတဲ့အခါကျတော့သူကထိုင်ပြီးတော့အယုတ်ကလေးနေနဲ့ကစားရတာကိုကြိုက်တယ်အိုးပုတ်ကလေးတွေဂျိုးယုတ်ကလေးတွေနဲ့ကစားရတာကိုကြိုက်တယ်ကဲပြီးကြလို့ရှိရင်သူသွားချင်တဲ့နေရာလေးကိုကြည့်ကြည့်ပါဦးဝဝသွားချင်တဲ့နေရာသွားလှည့်ချင်တဲ့နေရာလေးရာတရိဆိုင်ယုံလေးပါကဲတအားလို့သမီးကိုကြည့်ကြည့်ပါဦးဝဝတရိဆိုင်ယုံသွားပြီးတော့ဘာကောင်လေးကိုကြည့်ချင်တာလို့ထင်လဲ အမ်ဟုတ်တယ်ပုံလေးထဲမှာတွေးတဲ့အတိုင်းပဲဝဝကတလေးဆိုင်ရုံသွားပြီးတော့မြောက်ကလေးတွေကိုကြည့်ကျင်တာသူကနော်ကဲဒါဆိုလို့ရှိရင် तू ကကြီးလာလို့ရှိရင် तू ဖြစ်ချင်တဲ့စိတ်ကူးရင်အိမ်မကဘာလေးဖြစ်မယ်ထင်လဲဝဝရဲ့စိတ်ကူးရင်အိမ်မက तू ကမင်းသမီးဖြစ်ဖို့ပါတဲ့မင်းသမီးလေးလိုမျိုးလှလှပပလေးနဲ့မင်းသမီးဖြစ်ဖို့တဲ့ကဲ तू ကြီးလာလို့ရှိရင်ဖြစ်ချင်တဲ့ရီမန်းချက် ခုနဒီထက်ပြောသလိုပဲစိတ်ကူးယဉ်အိမ်မက်ဆိုတာကတကယ်မရှိတာလည်းဖြစ်နိုင်တယ်တကယ်ရှိတဲ့ဟာတွေကိုလည်းစိတ်ကူးယဉ်လို့ရတယ်ရီမန်းချက်ဆိုတာကတော့ကိုယ့်ရဲ့ဘဝမှာအကုန်လုံးကအတီတကြလှုပ်လို့ရတဲ့အရာမျိုးကိုပြောတာเนาะသူ့ရဲ့အလောက်ကိုင်းလည်းဖြစ်မယ်သူ့ရဲ့ဝါသနာလည်းဖြစ်မယ်အဲ့ဒါမျိုးကိုရီမန်းချက်လို့ဒီချဲတို့ကခေါ်တာကဲဝါဝါရဲ့ရီမန်းချက်ကလေးကိုကြည့်ကြည့်ပါဦးဝါဝါကသူကြီးလာလို့ရှိရင်ဘာလေးဖြစ်နေတာဖြစ်မလဲ ဝါဝါကကြေးလာရင်သူကចောင်းဆရာမဖြစ်ချင်တာတဲ့သူကစားရည်တင်ပေးချင်တာခလေးလေးတွေရောလူကြီးတွေရောသူကစားရည်အများကြီးတောင်းလို့တင်ပေးချင်တာသူ့ရဲ့ဝါသနာပါတဲ့သူ့ရဲ့ရည်မှန်းချက်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီ channel တူတူဝါဝါចောင်းလေးကိုနောက်တစ်ခေါက်လောက်ကြည့်ရအောင်ကဲဝါဝါចိုင်ဆောင်စားစာလေးကိုကြည့်ကြည့်ပါဦး ဘဝအကြိုက်ဆုံးအစားအစာလေးကရေခဲမုတ်ပါဘဝအကြိုက်ဆုံးကစားနီးလေးရတော့အယုတ်ကလေးတွေနဲ့ဆော်ရတဲ့ကစားနီးလေးပါ ကဲဝဝသွားလေချင်းဆုံးနေရာလေးရတော့တလေးဆန်ယုံကဲဝဝရဲ့စိတ်ကူးရဲ့အိမ်မက်ကတော့မင်းသမီးလေးဖြစ်ချင်တာပါတဲ့ဝဝရဲ့ရင်မှန်းချက်ကတော့စားရည်အများကြီးတင်ပေးတဲ့ဆရာမဖြစ်ချင်တာပါတဲ့ ကဲဒါဆိုလို့ရှင်ရင်ဝဝအကြောင်းလေးကိုလည်းအားလုံးကသိပြီးကြပြီဆိုတော့တငယ်ချင်းလေးနောက်တစ်ယောက်ဖြစ်တဲ့မင်းမင်းရဲ့အကြောင်းလေးကိုဒီ channel အတူတူသွားပြီးကြည့်ကြည့်ရအောင်နော်ကဲအခုဒီ channel အတူတူမောင်မောင်အကြောင်းလေးလည်းဒီသားတို့သမီးတို့တွေသိသွားပြီဝဝအကြောင်းလေးလည်းသားတို့သမီးတို့သိသွားပြီဒါဆိုလို့ရှင်ရင်နောက်ထပ်တငယ်ချင်းတစ်ယောက်ဖြစ်တဲ့မင်းမင်းဆိုတဲ့ကြောင်းသားလေးအကြောင်းကိုဒီ channel အတူတူဆက်ပြီးတော့လေ့လာကြမယ်နော်ကဲမင်းမင်းမှလည်းအလိုပဲ ကြိုက်ဆုံးစားစားလေးရှိတယ်။သွားလဲခြင်းတဲ့နေရာတွေရှိတယ်။ကြီးလိုက်ရင်ဖြစ်ချင်တဲ့အိမ်မက်တွေရီမန်းချက်တွေရှိတယ်။ကဲဒီတစ်ခေါက်လဲမင်းမင်းကိုတခြင်းနဲ့တူတူကြည့်ရအောင်နော်။ကြည့်ပါဦးမင်းမင်းကြိုက်ဆုံးစားစာလေးကိုကြည့်ပါဦးမင်းမင်းကအသီးနှံလေးတွေကိုကြိုက်တဲ့ခလေးလေးတစ်ယောက်ပါတဲ့သူဘာသီးလေးကိုကြိုက်တာဖြစ်မလဲစဉ်းစားကြည့်အောင်ပန်းသီးလေးလားလိမ္မော်သီးလေးလားဩဟုတ်တယ်သူကြိုက်ဆုံးအသီးနှံလေးကတော့တရက်သီးလေးပါတဲ့ နော်သူကချင်းတဲ့အရာသာလေးကိုကြိုက်တဲ့ကလေးတယောက်ဖြစ်မယ်ဒီချဲလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကဲဒါဆိုလို့ရှိရင်မမရဲ့အကြိုက်ဆုံးကစားနည်းလေးကိုကြည့်ကြည့်ပါဦးသူအကြိုက်ဆုံးကစားနည်းလေးက तू ကဘလော့ဒုံလေးတွေနဲ့အိမ်ဆောက်ရတာပုံစံငယ်လေးတွေလောက်ကတာကို तू အကြိုက်ဆုံးကစားနည်းပါတဲ့အော် तू သွားလေခြင်းတဲ့နေရာတော့ပန်းချံပါတဲ့ तू ကပန်းချံထဲမှာမြက်ခင်းတွေထဲမှာပြေးမယ်ပြီးကြရင်စီစောလေးဆော့မယ်ဒန်းလေးတွေစီးမယ် သူကလွတ်လွတ်လပ်လပ်ပြေးလွှားပြီးတော့ဆော့ရတာကိုကြိုက်ပါတယ်တဲ့ကဲသူ့ရဲ့စိတ်ကူးရင်အိမ်မှာ သူရဲ့ဆယ်ကူရဲ့အိမ်မက်ကတော့ကင်းထောက်လူငယ်ပါတဲ့ကင်းထောက်လူငယ်ဆိုတာကိုတချေကသားတို့သမီးတို့အကြမ်းမြင်ပြောပြမယ်ကင်းထောက်လူငယ်ဆိုတာသူကကောင်းတဲ့အရာတွေကိုလှုပ်တာ ပရာဟိတရေလှုပ်တယ်ပရာဟိတဆိုတာက ကိုယ့်ရဲ့အကျိုးကိုမကြည့်ဘူးသူများအကျိုးအတွက်လှုပ်ပေးတဲ့အရာတွေပရာဟိတရေလှုပ်တယ်နောက်ချက်ချင်းနေလှုပ်တယ်ချက်ချင်းနေဆိုတာကဟိုဒုက္ခရောက်နေတဲ့လူနာမကျန်းဖြစ်နေတဲ့လူအဲ့လိုလူတွေကိုဆေးကုသပေးတာကုညီပေးတာเนาะအဲ့လိုမျိုးကောင်းတဲ့ ရာတွေလောက်တာကိုကင်းထောက်လူငယ်လို့ခေါ်တယ်အဲ့လိုမျိုးသူကကင်းထောက်လူငယ်ဖြစ်ချင်တာတဲ့သူရဲ့ဇေကူရဲ့အိမ်မကသူကြီးလာရင် ဖြစ်ချင်တဲ့ရီမန်းချက်ကတော့ဘာတဲ့လဲကြည့်ကြည့်ပါဦးသူကြီးလိုက်ဖြစ်ချင်တာကဆရာဝန်ကြီးပါတဲ့သူကဆရာဝန်ကြီးလောက်ပြီးတော့လူတွေအများကြီးကိုနေမကောင်းနေတဲ့လူတွေအကုန်လုံးကိုလဲဆေးကုပေးချင်တာယောဂဖြစ်နေတဲ့လူတွေကိုလဲသူကဆေးကုပေးချင်တာပါတဲ့ကဲဒါဆိုလို့ရှိရင်တီချယ်တို့ဒီနေ့က အခန်းတင်မောင်မောင်နဲ့တငယ်ချင်းများဆိုတဲ့အကြောင်းလေးကိုလေ့လာခဲ့တာပါ။ကဲဒါဆိုလို့ရှိရင်မောင်မောင်မှာတငယ်ချင်းဘယ်နှယောက်ရှိလဲဖြေကြည့်ပါဦး။ဟုတ်တယ်မောင်မောင်မှာတငယ်ချင်းနှစ်ယောက်ရှိတယ်။ကဲနာမည်လေးပြောကြည့်ပါဦး။ဟုတ်တယ်မောင်မောင်ရဲ့ တငယ်ချင်းနောက်တယောက်ကဝဝရဲတငယ်ချင်းနောက်တယောက်ကမင်းမင်းရဲအားလုံးပေါင်း၃ယောက်ရှိတယ်သူတို့တွေကသွားချင်တဲ့နေရာတွေရှိတယ်ဖြစ်ချင်တဲ့စိတ်ကူးရဲ့အိမ်မက်တွေရှိတယ်အကြိုက်ဆုံးအစားအစာတွေလည်းရှိတယ်ကစားနည်းတွေလည်းရှိတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကတော့ကြိုက်တာလေးလည်းမတူဘူးသွားချင်တဲ့နေရာတွေလည်းမတူဘူးစားချင်တာတွေလည်းမတူဘူးကြီးလာရင်ဖြစ်ချင်တဲ့အရာတွေကလည်းမတူဘူးတဲ့ကဲဒါတို့သမီးတို့မှာရောကြီးလာရင်ဖြစ်ချင်တဲ့အိမ်မက်တွေကြီးလာရင်ဖြစ်ချင်တဲ့ရီမန်းချက် က်တယ်ပြီးကြလို့ရှင်ရင် စားခြင်းနဲ့နေဟာတယ်ပြီးရင်သွားခြင်းနဲ့နေရတယ်ရောရှိလားစဉ်းစားကြည့်ပါအောင်ရှိတယ်ဆိုလို့ရှိရင်ဒါတို့သမီးတို့ ပုံဆွဲဆောင်လေးထဲမှာကိုသွားခြင်းတဲ့နေရာလေးဆိုလို့ရှိရင်ပုံဆွဲလို့ရတယ်ပြီးကြလို့ရှိရင်ကိုဖြစ်ခြင်းတဲ့အရာလေးဆိုလည်းပုံဆွဲလို့ရတယ်စားခြင်းတဲ့အစားအစာလေးတွေဆိုလို့ရှိရင်လည်းပုံဆွဲပြီးတော့ဖေဖေမေမေတို့ပြပြီးတော့သွားခိုင်းလို့ရတယ်ဒါလေးဝယ်ကြွေးပါဆိုပြီးတော့ပူဇာလို့ရတယ်နော် ကဲဒီ channel အခန်း1အကြောင်းကိုလေ့လာပြီးပြီဆိုတော့အခန်း1မှာဘာအကြောင်းတွေထပ်ပြီးတော့လေ့လာကြမလဲဆိုတာကိုကြည့်ကြည့်ပါအောင်နော်